ြပါရှင်။ Radio Veritas Asia အာရှသမတ်ရသံွေဌာနမှမြန်မာဘာသာစီစဉ်များကိုစတင်တင်ဆက်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နနက်6:00နာရီမှ6:00နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအသံလွှင့်ပေးနေပါတယ်ရှင်။တို့ဒါရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင် ျွန်တော်ဂျုံဝင်းစော်ထွန်းကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ2ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များကတော့ရန်ကုန်မြို့မှဦးတင်သိန်းရိုက်ကော်မြို့မှမေရီရှားခေါ်မေချယ်ရီကေဟပီနယ်မှမေရီတင်မန္တလေးမြို့မြပရမမနီလာဝင်းမန္တလေးမြို့မှာပဲမက်ကတရင်ကျွန်းချောင်းမြို့မှ မောင်ကိုကိုကြီးခေါ်တရှာထုံ မုတ်ကုတ်မြို့မှ ကိုဖုံးနိုင်စစ်တွေမြို့မှ မခင်ခင်ကြီးပြင်းဦးရွယ်မြို့မှဂျက်ဖရီတန်တွဲမြို့မှချစ်တဲစုငယ်ကုမဲမြို့မှပီတာတိန်အောင်ကုမဲမြို့မှပဲဒုရယဟန်နရီကြပင်ရွာမှမရွှေယူဝင်ဗမော်မှစစ်တဲကက်ထရင်ရွယ်ကြီးအန္တရိဥစိန်မူကဆိုင်မှ မောင်သိန်းအောင်တို့ပဲဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ နှစ်ရက်နေမှာကြက်ရောက်တဲ့မုန်နှရှင်များနားဆင်အပေးနေသူများအလုံးပေါ်ဖះရှင်ရဲ့ကောင်းခြင်းများစတဲ့တဘူတို၍ခံစားရပါစေကြောင်းအ short သမားတရားမြန်မာဝိုင်းစီတင်မှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်တောင်ပေးရင်တည်တန်ရှင် Father Nico တည်ဆိုထားတယ်တို့နဲ့အမြဲရှိနေသူဆိုတဲ့ဓမ္မသခြင်းကိုတင်ဆက်ပေးလိုက်ပါတယ် ရဲ့တွေကုံလုံကသွားလဲသူသာလဲနေရမ်းမဲမပြောင်းလဲခဲ့ရဘဝဒိဗေတွေမျောလင်းခြင်းများစွာပေးစွမ်းတဲ့သူပါစွာအားရှင်သူသာလဲဘဝအတွက်လိုနေတဲ့ချီ ေပါမျောလင်းချက်တွေယူဆောင်ပေးစေဆုံးလင်းချင်းကသူစီမာအစင်သာတို့နဲ့မြဲနေသူသူကမဝါရဲ့အကောင်းဆုံးဖြစ်ပါမျောလင်းချက်တွေယူဆောင်ပေးစေ လ2ရက်နေ့တေလွန်တော်သူတို့အတွက်ဆူတောင်းရတော်နေရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး9အခန်းငယ်17မှ19ခို့နောက်ကိုတော်တီနိုင်ဟုခေါ်တော်မြို့သူကြွသွားတော်မူသောအခါတပည့်တော်တို့နှင့်မြားစွာသော လူစုဝေးတို့သည်လည်းကိုတော်နှင့်အတူလိုက်ပါလာကြ၏ကိုတော်တီမြို့တကားအနီးသို့ချင်းကပ်တော်မူစဉ်တေတော်သူတို့ကို ထုတ်ဆောင်လာကြ၏တေသောသူတီကမိခင်မုတ်ဆိုးမ၏တူဦးတီတော်သာဖြစ်၏ညာစွာသောမြို့သူမြို့သားတို့သည်လည်းသူမနှင့်အတူလိုက်ပါလာကြ၏ကိုတော်သည်သူမကိုမြင်လျင်သူမအပေါ်တနာစိတ်ဖြစ်ပေါ်သဖြင့်မငိုကြွေးလေနှင့်ဟုသူမအားမိန်တော်မူ၏ထို့နောက်ကိုတော်သည်ချင့်ကပ်လျက်အလောင်းစင်ကိုတို့ထီတော်မူသဖြင့်ထမ်းထားသောသူတို့သည်လည်းရတန့် နေကြ၏ကိုတော်ကလည်းအချင်းလူငယ်တင့်ကိုငါမိတ်တော်မူ၏ထလောဟုမိန်တော်မူလျင်သိတော်သူသည် ထထိုင်၍စကားပြောလေ၏ကိုတော်သည်လည်းသူ့ကိုသူ၏မိခင်ထံသို့ ပြန်အပ်လေ၏ရှိသမျှသော သူတို့သည်လည်းကြောက်ရွံ့တုန်လို့ကြ၍ဘုရားသခင်ကိုချီးမွမ်းလျက်မတို့အလဲတွင်ကြီးမြတ်သောပရောဖက်တပါးပါပေါ်ထွန်းလေပြီဘုရားသခင်သည်မိမိလူမျိုးတော်ကို ြည့်ရှုတော်မူပြီးဟုဆိုကြ၏ကိုရော၏သတင်းတော်သည်လည်းကျူရီးယားပြည်တစ်ပြည်လုံးနှင့်ပတ်ဝန်းကျင်အရရက်သို့ပြန့်နှံ့သွားတော်မူလေ၏ဤသည်ကယေရှုခရစ်သို့ခင်၏မြတ်တော်ဧဝံဂေလိတရားတော်ဖြစ်သည် ချစ်လားစွာသောညီကိုမောင်နှမပေါင်းတို့ဒီနေ့နိုဝင်ဘာလ2ရက်နေ့ကွဲလွန်သောသူများအတွက်စုတောင်းရသောနေ့မှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်လူကအခန်းကြီး9အခန်းငယ်17မှ18အထိဖြစ်ပါတယ်။ကွဲလွန်တဲ့သူများအကြောင်းကိုပြောပြရတဲ့အခါမှာကျွန်တော်တို့ဟာရှင်းနေသေးတဲ့သူတွေဖြစ်နေပေမဲ့ဝိညာဉ်သေးနေတာလည်းဖြစ်နိုင်ပါတယ်။ကျွန်တော်တို့အမြင်အားဖြင့်တော့ရှင်းနေကြတယ်၊သွာလာနေကြတာဟုတ်ပေမဲ့တကယ်ကို ရှင်ကျင်စိတ်ကိုးနေတဲ့သူတွေတက်တက်ကြွကြွမရှင်ကျင်ကြောတဲ့သူတွေစိတ်ပြက်နေတဲ့သူတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်တည်ခြင်းတရားပေါ်ကျွန်တော်တို့လူတွေရဲ့အမြင်ကိုစဉ်းစားသင့်ပါတယ်။လောကမှာတည်ခြင်းတရားလောက်တည်ကြတာဘာတစ်ခုမှမရှိပါဘူး။တနေ့တည်ရမယ်ဆိုတာကလူတိုင်းအတွက်အသေးချာဆုံးပါပဲ။တခြားအရာတွေအားလုံးကမတည်ကြတဲ့အရာတွေပါ။ ။တင့်ကြားမကြီးကလည်းမသေးကြ။တင့်စီးပွားရေးအလုတ်ကလည်းမသေးကြ။တင့်အိုးအိမ်စီးစိမ်ကလည်းမသေးကြ။ဒါကြောင့်ကျွန်တော်တို့သေခြင်းတရားတွေပြင်ဆင်ထားရပါမယ်။အခုလောကမှာသေခြင်းအကြောင်းဘယ်သူကမှမပြောခြင်းဘူး။ဘယ်သူကမှမကြားခြင်းကြပါဘူး။ကိုယ်အသက်ရှင်နေတုန်းမှာဘယ်သူကမှသေမဲဆိုတာမကြားခြင်းဘူးမသိခြင်းဘူးဒါကြောင့်သေတယ်ဆိုတဲ့စကားလုံးကို မမြင်ကြွယ်ရမှာဖုံးဖိထားတတ်ကြတယ်။သတင်းစာထဲမှာ나ยีကြော်ညာမှာလေသေတယ်ဆိုတဲ့စကားလုံးကိုမတုံးကြပါဘူး။ဘာလို့လဲဆိုတော့မတုံးသိတဲ့စကားလို့ယူဆထားကြပါတယ်။나ยีမှာဆိုရင်ကြွယ်လွန်တယ်ဆိုတဲ့စကားလုံးကိုပဲတုံးကြတယ်။ခရိယာနေအတွက်ဆိုရင်လေခရစ်တော်၌အိပ်ပျော်ခြင်းလို့ပဲတုံးတယ်။သေတယ်ဆိုတဲ့စကားလုံးကြ ကြားမကောင်းဘူးလို့တွက်ထားကြပါတယ်အမှန်ဆိုရင်သေတာကခရစ်တော်ထံသို့ပြန်သွားတာပါပဲဒါကိုယုံကြည်ဖို့လိုပါတယ်ပြည့်စည်သွားတာမှမဟုတ်တာသေခြင်းအကြောင်းဒီလောက်တောင်အရေးကြီးတာကိုကျွန်တော်တို့ကစကားထဲမှာထည့်မပြောချင်ကြဘူးလူအတိုင်းဝိုင်းကလည်းသေခြင်းကိုဝိုင်းပယ်ထားကြတယ်ဖုံးကွယ်ထားကြတယ်ကျွန်တော်တို့ရက်ွက်ထဲမှာဆိုရင်나ยีကဒီလမ်းဆိုရင်မမောင်းရဘူး ိုလန်းကပဲမောင်းရမယ်ငါတို့အိမ်ရှိမှနာရီကပြက်ရင် အလောင်းကပြက်တယ်ဆိုရင်ရက်ွက်ထဲကဂဲနဲ့ဝိုင်းပေါက်ချင်ကြတယ်နမိတ်မကောင်းဘူးလို့မြင်ကြတယ်သင်ញိုင်းတွေလည်းလူမြင်လို့မကောင်းတဲ့နေရာတွေ ဆိုပြီးသင်ញိုင်းတွေကိုခဏခဏရွှေ့ခိုင်းကြတယ်ဒီလိုနီးနဲ့လူဟာသေခြင်းတရားကို မစင်စားဖြစ်ချင်ကြပါဘူးအခုလိုတိုးတက်လာတဲ့ခေတ်မှာတော့ ကိုချစ်တဲ့လူတွေရဲ့လက်ပေါ်မှာသေရတာမဟုတ်တော့ပဲဝန်ထမ်းတွေရဲ့လက်ထဲမှာသေရတာကများပါတယ်ကို့အိမ်မှာကိုသေရတာမဟုတ်တော့ပဲလူအိုယုံဆေးရုံတွေမှာသေရတာများပါတယ်သေပြီးရင်လည်းကို့အိမ်မှာကိုအလောင်းကိုထားရတာကခတ်ရှားရှားပါပဲရှူနေတဲ့ပါလာလို့ခေါ်တဲ့အလောင်းတွေတည်တံ့ထားတဲ့နေရာမှာပဲထားလိရှိလာကြပါပြီ။ လူတွေကတည်ရင်တရားနဲ့ခတ်ဝေးဝေးဒီလာကြပါတော့တယ်။ဖះเจ้าတဲမှာအလောင်းကိုသဲလာရင်လေရှိတုံးကလူလူတွေကအလောင်းကိုတယူတတိထမ်းလာကြတာမဟုတ်တော့ပဲအခုခေတ်မှာတော့တွန်လဲနဲ့သဲလာကြပါတယ်။ကို့အဖေအမေတည်ရင်တောင်မငိုကြပဲနဲ့သူတို့ခွေးတည်တဲ့ခါကျတော့ငိုကြတယ်။တယောက်ယောက်ရဲ့ ဒီလောကမှာနေရတဲ့နောက်ဆုံးအချိန်ဒီတောင်ကျွန်တော်တို့ကအချိန်မပေးနိုင်ကြပါဘူးတယောက်ယောက်ရဲ့ဇာပနာအခမ်းအနားကိုတောင်ကျွန်တော်တို့ကပါဝင်ဖို့အချိန်မရကြပါဘူးဇာပနာအခမ်းအနားကိုကြာကြာကျင်းပတာမကြိုက်ကြဘူးမြန်မြန်ကိစ္စချပြီးပြန်ပြေးကြတာပါပဲလူတွေကသေခြင်းတရားတွေမကပါဘူးအိုခြင်းနာခြင်းကိုလည်းမမြင်သင့်တဲ့အရာလို့ထင်ကြပါတယ် ကို့အမေအိုကြီးညာတာရှိဖျားနာနေတာ အဝိစားတိတတ်တရရမဝိနိုင်တော့ပဲဖြစ်တလို့နေရတဲ့အခါသာသမီတွေက လူမမြင်ကြွယ်ရမှာထားလိရှိပါတယ်လူမြင်လို့မကောင်းဘူးတရေတွေကြနေတယ်သွားသွားသွားနောက်ဖေးမှာထားလိုက်ဆိုပြီးတော့ကြွယ်ရမှာထားလိရှိပါတယ်မမြင်ကျင်ကြပါဘူးဒါနဲ့လူတွေရဲ့စိတ်ထဲမှာ ။ဟူခြင်း၊နာခြင်း၊သိခြင်းတွေကပြီးတဲ့သင်္ကန်းစာတွေကိုမသိင်ယူကြတော့ဘူး။အူရာနာရာဖြစ်ရမှာပဲလေ။ယုံကြည်ခြင်းမရှိတဲ့လူတွေအဖို့ဖျားနာရာကိုလည်းမခံစားစေခြင်းဘူး။တကယ်လို့ဒီလူနာကပြန်ကောင်းလာဖို့အချိန်နေမရှိတော့ဘူး။အခုလောလောဆယ်မှာလည်းဝေဒနာတွေခံစားနေရတယ်ဆိုရင်မြန်မြန်သေဖို့ပဲလုပ်ပေးကြတော့တယ်။ဘာဖြစ်လို့လဲဆိုတော့မပြောင်းမဲ့အတူတူ ဝေဒနာမခံစားရပဲမြန်မြန်သေးခြင်းကြလို့ပါပဲဒါကူစေစားနဲ့လုတ်ပေးတယ်လို့ထင်ရပေမဲ့မကောင်းပါဘူးမလုတ်သင့်ပါဘူးဖျားကအဲ့ဒီလိုအိုးလာစေတယ်ဖျားနာလာစေတယ်ဆိုတာကောင်းတဲ့ရည်ရွယ်ချက်ရှိပါတယ်ဒါမှလူနာကနောင်တရဖို့အချိန်ရမယ်သေခြင်းတွေပြင်ဆင်ဖို့အချိန်ရမယ်လူတွေကဖျားနာတဲ့ဝေဒနာခံစားရတာကို မလိုချင်ကြဘူး ရှားနာတဲ့ဝေဒနာမခံစားရပဲအချင်းကြကြမခံရပဲသေတာကိုကြိုက်ကြတယ်ဥပမာနှလုံးယောဂာနဲ့သေတယ်လို့ပေါ့ဟတ်အတိုက်ရပြီးသေတာက အများဆုံးပဲဝေဒနာမခံစားရလို့အဲ့လိုသေခြင်းနည်းကိုပဲကြိုက်ကြတယ်အေးတကယ်တော့လူတွေဟာသေခြင်းတွေပြင်းပြင်းစင်စင်လေးနဲ့သေရတာပိုးပြီးတော့ကြိုက်သင့်ပါတယ်တခါတုန်းကဘယင်ကြီးတစ်ပါးမှ လူရှင်တော်တယောက်ရှိတယ် ဘီရင်ကြီးပြောအောင်ပြောပြရတဲ့ဖြောပြပြရတဲ့လူပြက်ပေါ့အဲ့ဒီလူပြက်ကသိပ်ပြီးပြက်တက်လွန်းလို့ဘီရင်ကြီးကသူ့ကို အယူဆုံးလူလို့အတိမတ်ပြုထားတဲ့လေဆွဲလေးကိုစွဲပေးထားပါတယ်။တနည်းဘီရင်ကြီးကအသက်ကလည်းကြီးလာတော့အိယာထဲမှာဖျားနာပြီးနေတဲ့အခါလူပြက်ကလာပြီးတော့စကားပြောပါတယ်။အရှင်မင်းကြီး လူတိုင်းကတနည်းသေးရမှာပဲနော်။လူတိုင်းသိကြပါတယ်။ ရှင်မင်းကြီးရောသေဖို့အတွက်ပြင်ဆင်မထားဘူးလားလို့မေးလိုက်တဲ့အခါရှင်ဘရင်ကြီးကအေးကွာငါတနေ့သေးရမယ်ဆိုတာသတိမထားမိလို့ပြင်ပြင်ဆင်ဆင်မหนีခဲ့ရပါဘူးတဲ့ဒါနဲ့လူပြက်ကဘရင်ကြီးကို အယူဆုံးလူဆိုတဲ့လေဇွဲလေးကိုဝစ်ပေးလိုက်တဲ့ပြောကျင်တာကတော့လူဟာတနေ့သေးရမယ်ဆိုတာတောက်မစင်စားမိတဲ့လူကကဘာပေါ်မှာ အယူဆုံးလူပါပဲလို့ပြောကျင်တာပါမယုံတဲ့လူတွေအတွက်ကတော့သေခြင်းတရားကိုမကြားကျင်ကြဘူးမပြင်းစင်ကျင်ကြဘူးစင်းကိုမစင်စားကျင်ကြပါဘူးသေခြင်းတရားကိုအဲ့ဒီတလူမြင်းနေမှတော့အခုရှင်းနေတာကိုလေနောက်ဘဝကိစ္စကိုမစင်စားကျင်ကြပါဘူးတကယ်တော့သေခြင်းကိုကောင်းကောင်းစင်စားတတ်မှ လူဘဝဟာဘာအတွက်လဲဆိုတာသိလာကြမယ်သေခြင်းတရားကိုလည်း မစင်စားခြင်းနဲ့လူကကာယကိစ္စကိုပဲလုပ်နေခြင်းပြီးတော့ဝိညာဉ်ရေးကိစ္စကို စိတ်မပါကြတာပါပဲတခါတုန်းကတပည့်တယောက်ကဆရာကြီးကိုမေးတယ်ပေခြင်းတွေဘယ်လိုပြင်ဆင်ထားရမလဲတဲ့ဒါနဲ့ဆရာကြီးကပေခြင်းတွေပြင်ဆင်ခြင်းရင် အသက်ရှင်ခြင်းတွေပြင်ပြင်ဆင်ဆင်ရှင်ရမယ်တဲ့ဆိုလိုတာကတော့ပေခြင်းတွေပြင်ဆင်ဖို့ အတိပယ်ရှိရှိ ရှင်နိုင်အောင်ကြိုးစားရမယ်တဲ့။ဒါကြောင့်သေခြင်းအတွက်ပြင်ဆင်ခြင်းရင် ရှင်ခြင်းအတွက်ပြင်ဆင်ရမယ်။ဒီတိုင်းပဲဘယ်လိုရှင်ရမလဲဆိုတာသိခြင်းရင်သေခြင်းအတွက်ပြင်ဆင်ရင်နဲ့ရှင်ရမယ်တဲ့။ကြွယ်ဝတဲ့အတ္တတာနဲ့ရှင်နိုင်ခြင်းရင်သေခြင်းအတွက်ပြင်ဆင်ရင်နဲ့ရှင်ကြပါ။သေခြင်းကိုနားလည်ရင်ဒီဘဝကို သင်တန်ဖိုးထားပြီးတော့ရှင်တော့မယ်။ဒီဘဝအတ္တတာကနောက်ဘဝအတ္တတာနဲ့ အချိတ်အဆက်ရှိနေလို့ပါပဲဒါပေမဲ့နောက်ဘဝကိုမယုံတဲ့လူဝိညာဉ်ရေးကိုမယုံတဲ့လူတွေအတွက်တော့ဒီဘဝတစ်ခုတည်းကိုပဲမြင်းနေတော့တာပါပဲဒါကြောင့်သူ့အဖို့တော့ဒီဘဝမှာစားနိုင်တဲ့လောက်စားပျော်နိုင်တဲ့လောက်ပျော်ရနိုင်တဲ့လောက်ယူစသဖြင့်နဲ့ကိုယ့်အတွေ့တကူကောင်းဆန်းဆန်းနေသွားတော့မှာပါပဲသူထင်းနေတာက သေပြီးရင်အာလုံးပြီးရောလို့ထင်းနေတယ်လေ ဒါဟာကိုကိုကိုတကယ်ဒိညာလှဲစားနေတာပါပဲပြည်ချင်းကိုနားမလဲပဲမရှင်သင့်ပါဘူးအခုဩဝါဒကမြန်မြန်သိချင်းအောင်ပြောနေတာမဟုတ်ပါဘူးအသက်ရှင်နေထိုင်ရမှာဘဝရဲ့အတိတ်ပဲအတိုင်းယုံကြည်နေထိုင်ဖို့လိုအပ်ပါတယ်ဒီဘဝမှာစိတ်ပြက်နေကြတယ်စိတ်တက်ကြနေကြတယ်ဆိုတာက ခရိယန်တွေရဲ့ပျော်လင့်ထားတဲ့အတိုင်းမနေထိုင်ကြမယုံကြည်ကြလို့ပါပဲ။ ျွန်တော်တို့ခရိယန်တွေယုံကြည်မျှော်လင့်ကြတာကကိုခန္ဓာရှင်ပြန်ထမြောက်မိအကြောင်းကိုယုံကြည်ကြပါတယ်ဘာလို့သေချာပေါက်မျှော်လင့်နိုင်ကြတာလဲဆိုတော့ယေရှုဖះရှင်က လက်တွေ့ပြခဲ့ပြီလေယေရှုဖះရှင်လူသေရာမပြန်ရှင်မယ်ကောင်းငင်ဘုံကိုဝင်ရမယ်ထာဝရအသက်နဲ့ရှင်ရမယ်ဆိုတာယုံကြည်ဖို့လိုပါတယ်ဒါကြောင့်ခရိယန်ဤအတွက်တော့သေခြင်းဆိုတာက ထာဝရအသက်ရှင်ခြင်းကိုတွားတဲ့လမ်းကလေးပါပဲ ဒါကလူတိုင်းရဲ့ပန်းနိုင်လေဒါကြောင့်ယနေ့မေးရမယ့်မိကုံးကသင်ဟာယေရှုဖျားရှင်တေယာမပြန်ရှင်နေဆိုတာတကယ်ယုံကြည်ရဲ့လားနားဆင်သူအားလုံးပေါ့ဖျားသခင်ကောင်းကြီးမင်္ဂလာများ ခံစားကြရပါစေ ဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။အိုတနာကိယနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမီတို့ကို အမြဲမပြတ်ဆောင်းလျှောက်လျက်ရှိသည်ကိုယုံကြည်ကြပါ၏။သာသမီတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကိယနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍မိတိအရာမှအာကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသောစိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါ လိုအပ်နေသော စေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသော လူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောသုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိတ်မှားခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုံးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကျုံနာတော်ဖြင့်ခွင့်လွှတ်ပေတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကိုအမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ခင်ဗျာ ါမယ်။ဤတွင် Radio Veritas Asia အာရှတမန်တရားအတံလွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတံလွင့်လို့ပြပါသည်။ဟောတာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာ ခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။